တော့ချစ်ချင်းမုန်းခြင်းဆိုတဲ့အထင်ကြီးခြင်းအထင်သေးခြင်းဆိုတဲ့မှားယွင်းမှုရလတ်ဆိုးတွေမထွက်မှဒီစိတ်ကလေးကိုဖြူရှင်တယ်လို့ခေါ်တာအဲ့ဒီအဖြစ်ထွက်ချင်တယ်ဆိုရင်ဘဝဆင်းရဲခြင်းမျှပဲဆိုတဲ့နံပါတ်1အမှန်တရားကိုဘုံတို့ပိုင်းချပြီးတော့မြင်နိုင်အောင်ကြိုးစားရမယ်ဒါကျုပ်တို့ပန်းနိုင်ထားရမယ်အသိဉာဏ်ပေါ့အဲ့လို့ဆိုရင်ဒီဒုက္ခတွေကဘာကြောင့်ဖြစ်တော့ဒုက္ခဖြစ်နေတာကိုဒုက္ခဖြစ်နေမှမသိတဲ့အတွက်ကြောင့်ဒီဒုက္ခဖြစ်စဉ်ကြီးရဲ့အပေါ်မှာပဲဘုံဘုံတို့ဟာနှိမျိုးစုံနဲ့တွေ့တားနေကြတယ်မမောနေကြတယ် အဲ့ဒီတွေ့တာမဲ့မဟုတ်မှုဒီဒုက္ခဖြစ်ခြင်းရဲ့အကြောင်းတရားပဲကျွတ်အရာအလုံးရဲ့ပုံမှာကျွတ်တွေ့တာနေတာတွေရှိတယ်မမောနေတာတွေရှိတယ်ဒါကျွတ်မှာတကယ်ဖြစ်နေတဲ့သဘာဝတရားပေါ့နော်ဘာဘူးလို့မမောတွေ့တာမှုဖြစ်နေရတယ်လဲလို့မြင်ရင်ကောင်းတယ်ထင်လို့အကင်၍သာဒုက္ခသစ္စာကိုမြင်မယ်ဆိုရင်မမောတွေ့တာမှုဖြစ်နိုင်မလားမဖြစ်နိုင်ဘူးမမောတွေ့တာမှုမဖြစ်လို့ရှိရင်မမောတွေ့တာမှုကြောင့်ဖြစ်တဲ့ဒုက္ခတွေကဖြစ်เสียကြောင်းမရှိဘူးဖျားဖြစ်ဖြစ်ချင်းဥရန်ကျူးလား နေကဇာတိတန်တာရံတန်တာဝိတံအနိပိတံကြားဘူးတယ်မဟုတ်လားဘွားဒီတဘွားပြီးတဘွားတစ်တစ်ဖြစ်နေရတာပင်ပန်းနဲ့ဆင်းရဲတယ်အေးဒါကြောင့်ဒီဆင်းရဲမှုကြီးကဘာကြောင့်ဖြစ်နေတာလဲလို့အကြောင်းတရားကိုရှာတာမတွေ့ဘူးတဲ့မတွေ့သေးသမျှငါဟာအဲ့ဒီမဆုံးနိုင်တဲ့ဒုက္ခဆက်ကြီးကိုဆက်ပြီးတော့လေပတ်ချင်းဆိုတဲ့အမှုကိုပြုပြီးတော့ဒုက္ခဆက်ကြီးထဲမှာငါဒုက္ခရောက်ခဲ့ရတယ်ဘာကြောင့်ဒုက္ခဖြစ်တယ်လဲဆိုတဲ့အကြောင်းတရားကိုလည်းငါတွေ့လိုက်ရောဒုက္ခတွေကရက်သွားတယ်လို့ဘုရားအဲ့လိုဟောတယ် အခုဒုက္ခဘာကြောင့်ဖြစ်တယ်လို့ပြောနေရတော့လိုချင်မဲ့မောမှုကြောင့်ဒုက္ခဖြစ်တယ်။음အဲ့ဒါကိုချွတ်လို့မြင်လားမမြင်ဘူး။ဒါရင်လိုချင်မဲ့မောမှုကဘာကြောင့်ဖြစ်တုံးဆိုတော့ဒုက္ခဆိုတဲ့အမှန်တရားကိုမမြင်လို့လိုချင်မဲ့မောမှုကဖြစ်တယ်။ဒုက္ခကိုဒုက္ခမှမသိရင်ဒုက္ခပေါ်မှာလိုချင်မဲ့ဒုက္ခပေါ်မှာလိုချင်ရင်ကိုလိုချင်တဲ့ဒုက္ခရမှဒါပဲ။ဒုက္ခကိုဒုက္ခမှမသိသိမယ်ဆိုရင်ဒုက္ခပေါ်မှာမလိုချင်ဘူးဒုက္ခကိုမလိုချင်ရင်ကိုမလိုချင်တဲ့ဒုက္ခမရဘူး။တောင်ဘုရားကတော့ဒေသနာတွေကိုရိုးရိုးလေးပဲဟောတယ်။ ်ဘဝကိုနှစ်သက်သူဒီဒုက္ခကိုနှစ်သက်သူမြည်ဤဒုက္ခကိုနှစ်သက်သူဒီဒုက္ခကမလွတ်နိုင်ဘဝကိုမနှစ်သက်သူဒီဒုက္ခကိုမနှစ်သက်သူမြည်ဤဒုက္ခကိုမနှစ်သက်သူဒီဒုက္ခကလွတ်မြောက်နိုင်မယ်ဒီဒေသနာတွေရဲ့လေးနက်မှုကိုဉာဏ်ရှိရင်ရှိသလောက်ခံစားနိုင်တယ်